ရွှေမြင်းသားရွာအမြည်တွေကိုရောက်မှာနော်တွေ့လားဒီမှာ5မိနစ်ပဲဒီကွက်မှာ9သိန်းဟာသူတို့ကလည်းလိုက်လာပြီးဝယ်ကြတာပေါ့အဲ့ကြတော့ဝယ်တော့မြေတစ်ကွက်ကိုတဲ့ရင်ကျမကအဲမြေလည်းသိမ့်မလို့ပြောက်လေအဲ့တော့မုံမိုးတောင်းတာပေါ့တစ်ယောက်2သောင်း10ယောက်ဝယ်ရင်2သိန်းရအဲ့ဒီငွေလေးတွေစုစုပြီးတော့ရွာသားထဲကနေပြီးတော့တစ်ဧကဝယ်တယ်ဆင်ရမချနိုင်ဘူးတသိန်းပဲဆင်ရချနိုင်တယ်တသိန်းဆင်ရချလိုက်တယ်မြေတေကကို12ကွက်ထွက်တယ် ဟာငါးသိန်းငါးသိန်းလေးနဲ့ရောင်းလိုက်တဲ့အခါမှာကျမလေးတစ်နှစ်အတွင်းညောင်နီဟောင်းတော်ရွှေမြင့်သာအင်းကြီးပိန်နေကုန်းညဉင်းသာသုံးတောင် ပြင်စာမြေပုံရွာပေါင်းစုံမြေလေးတွေပိုင်သွားတာတစ်နှစ်အတွင်းတော့เออအကောင်းကြီးခေါ်တာဒီကလေးတော့ဟုတ်ကလေးအကောင်းကြီးခေါ်တာเออ ဘာလို့တို့အာသူပြောမှဟိုဘူချမ်းလာပြီလို့အကောင်ကြီးလှိမ့်ခုတ်တာယူဖြစ်ကြည့်ပါအောင်ဗျာတကားအကောင်ကြီးဟာဟာဟာရှားကြာမရှိတော့ဒီနေ့တော့ဘောင်းတော့ဗျမကြီးရဲ့ရေဘလူးပိုင်ဆိုင်လာတယ်လဲဆိုတော့အကြောင်းလေးကိုပြောပြကြည့်ကဲဒီတခါတော့ pound တော့ဘီမာကြီးရဲ့မြေကွက်တိပိုင်ဆိုင်လာရတဲ့အဓိကအကြောင်းရင်းပေါ့ဗျာအဲ့လိုမပြောခင်ပေါ့နော်နံပါတ်1ချက်က နမရလဲဖောင်းတော့ပြင်ပါတဲ့အခေါ်တစ်ချက်လွဲတာနဲ့ညီရကားမဲ့ပုံပဲအဲ့ဒါလေးပြောပြကြပြီဆရာဆိုတာလေဆရာသူ့ဘုရားဇာတ်ကြောင်းလေးပြောတာကိုကျမကနားထောင်ထားတာဆိုတော့လေသင်ဆရာမြင်ဆရာကြားဆရာရှိရပေါ့ကျွန်တော်ဆရာကရိုးရိုးသားသားလေးနဲ့သူ့ဘုရားဇာတ်ကြောင်းလေးပြောပြတော့ကျွန်တော်ကကျွန်တော်လည်းကျွန်တော်ဘုရားဇာတ်ကြောင်းလေးပြောပြချင်တယ်ပေါ့ကျွန်တော်ဆရာကဒီမိုးနေဝတ္တဇလဘဇာဌာနဥထွန်းလွင်ပေါ့ ဟောဥထွန်းလေတပည့်တဲ့သူကကျမကအဲ့တော့လေးတန်းပေါ့စိတ်မနာသေးရပဲတူရှင်တက်တာဆရာကတူရှင်ပေးတာပေါ့နော်อืมဆရာကအရန်တော်လုံးအကြီးလို့နိုင်ငံတော်ကနေပြီးတော့နိုင်ငံသားကိုပညာတော်သင်စေလွတ်တဲ့အခါမှာဆရာကနိုင်ငံသားကိုသွားတယ်ပေါ့နိုင်ငံသားကပြန်လာတော့လေကျမတို့ကဒီဆရာစီမှာပဲတူရှင်တက်ကြဆရာကအဲ့ဒီတော့ကတော့ခက်ကလည်းမမီသေးတော့လေဆရာနိုင်ငံသားသွားတယ် ပြန်နိုင်ငံညာပြန်လာတော့ဟိုစောက်ကြီးနဲ့ဟိုပါပေါ့ဓာတ်ပုံ elephant ကြီးပေါ့အာကျမတို့ကလည်းကလေးတွေဆိုတော့ဆရာဓာတ်ပုံ elephant ကြီးကြည့်ကြပေါ့ဆရာဟိုမှာနိုင်ငံညာသူတွေနဲ့လေအမျိုးမျိုးရရင်လာဟိုပါပင်လေကန်းချင်မှာဘောင်းမီတို့နဲ့ပေါ့အာအဲ့လိုတွေကြာတော့ငယ်ဘဝအရင်ချင်းတွေကိုပြန်လွှမ်းမိတယ်ဗျာဟိုပါနိုင်ငံညာသူတွေကလည်းဘရာဇီယာတွေနဲ့လေ family ရှက်လိုက်တာလို့ကိုရီးယားကလေအဲ့တုန်းကကြာတော့ရင်တော့အရင်တော့ခက်တာလည်းမမီသေးဘူးလေ အင်းပေါ့ညာဗရာစီယာတွေနဲ့ရိုက်ကြတယ်ဆိုရင်မလေးကြည့်ကုန်ကြည့်ရယ်အဲ့နဲ့ဆရာကနေပြီးတော့နောက်ကြတော့ရန်ကုန်မှာအိမ်အောင်ကြတော့ပေါ့ဟွန်းအဲ့တော့ဆရာကအရန်ကိုယူသားကြိုးစားတာမိသားစုကိုလှုပ်ကြတာပေါ့ဟုတ်တယ်ဟုတ်တယ်တော်အေးဆရာရဲ့ညီကကုလတော်တဲ့ဟွန်းညာညီကိုလည်းဆရာလှုပ်ကြတာနော်တမိသားစုလုံးလှုပ်ကြတာသူကလည်းသူ့ဘဝဆက်ကြောင်းကိုယူသားဆိုရှင်းပြထားတယ်ပေါ့အဲ့တော့ညီမကလည်းဆရာကသူ့ဘဝဆက်ကြောင်းလေးပြောပြထားတယ် ကိုလည်းကို့ဘွားဇာတောင်းလေးပြောချင်တာပေါ့နော်အဲအင်းပေါ့အင်းပေါ့ဆရာကြားဆရာအကြောင်းလေးပါအဲ့တော့ جماعه က جماعه အဖေကဒါလူငယ်တွေကို మోటి ပေးခြင်းတဲ့အနေနဲ့ပြောပြမှာပေါ့နော် جماعه ရင်နံမှာလုပ်ပါတယ်တမိသားအင်းတမျိုးလုံးက جماعه ရင်နံဟိုပါပေါ့ဘောက်စားကောင်းပေါင်းတဲ့လူရှိတယ်လေရင်ခွင်းမှာစီဖြည့်တဲ့လူတွေရှိတယ်ဟဲ့လားအစိုးရဌာနတွေမှာအကုန်လုပ်ကြတယ်ပေါ့နော်အမေကကြတော့ဒီအဲမရေရွှေချောင်းရွာဘက်ကပေါ့ ဒါပေမဲ့အမေကတော့မြို့ပေါ်မှာမွေးတာပေါ့အဖွားပေါ့နော်အဲ့တော့အဖေနဲ့အမေကဆင်းသက်လာတယ်အဖေကလည်းအရန်သဘောကောင်းတယ်အမေကလည်းယူသားတယ်အဲ့တော့အဖေနဲ့အမေယူသားတော့မွေးလာတဲ့သားသမီးကလည်းယူသားပြီပေါ့အမှန်အတိတ်ကတော့အဲ့ဒီယူသားတာလေးကိုပြောချင်လို့ပါယောသားမသားလည်းဘဝမှာဘလို့ကြိုးစားပြီးတော့ဘလို့အောင်မြင်လာတဲ့ဆိုတာလေးကိုပြောပြချင်လို့ပါเนาะကျမကဒီ35လမ်းမန္တလေး35လမ်းနဲ့86လမ်းတောက်မှာ ရွှေစင်ဆိုတဲ့နာမည်လေးနဲ့ကွန်ပျူတာဆိုင်လေးဖွင့်ပါတယ်ရှင်ရတဲ့ဝင်ငွေလေးရတဲ့လိမ့်လဲလိမ့်လဲနဲ့ကျမမနေ့6နာရီဆိုကျမဆိုင်ဖွင့်ပြီးပြီည10နာရီမှတင်လာကျမအလုပ်ကြီးရမ်းလောက်တာပေါ့အဲ့ဒီအချိန်မှာကျမဟိုလူတိုင်းကိုလေကျမကလေချီးတယ်ပေးတယ်ကမ်းတယ်အဲ့တော့ကျမမှာသူများကိုချီးတဲ့အတွက်ကျမရဲ့ဘဝကြီးကချမ်းသာဖို့နောက်ကျခဲ့ရပါတယ်ရှင်အဲ့ဒါလေးကအဓိကပါပြောပြခြင်းပါတယ်ပေါ့နော် ကျမတကြကုတ်ချက်ခဲစုထားတဲ့စုချေးလေးပေါ့အဲ့တုန်းကအဲ့ခစ်ကပေါ့ရှင်2015လောက်ကပေါ့2015မဟုတ်2005ခုလောက်ကစုချေးလေးပောက်ပါတယ်35သိန်းအဲမိစေတယောက်ကိုချိလိုက်တာသူကလည်းအတိုးပေးပေးမယ်ဆိုပြီးတော့လေအဲ့ဒါကိုကလည်းအတိုးမက်တာဟုတ်ပုံမှန်လေရောရှင်အဲ့တော့ကျမဘဝကြီးကငငယ်ကလေးစိတ်ကူးကျင်ခဲ့ရတာ ပြင်ဦးလွယ်မှာတက်ကြည့်ရင်ဘဝကိုကြိုတင်ပြင်ဆင်ပြီးတော့ ရုပ်ွက်လေးဝယ်ပြီးအားယူချင်တာပေါ့ဒါပေမဲ့ပတ်စံတွေကသူများကိုချိလိုက်တဲ့အတွက်ကျမမှာပတ်စံမရှိပါကျမလိမ့်လဲလိမ့်လဲလုံးလဲလုံးလဲနဲ့လူတိုင်းကိုအဲ့လိုတွေပတ်စံချီလုံးလဲပတ်ချလဲနေရပါဘောနော်ဘဝကြီးကလုံးလုံးမှမြေခွက်ဝယ်ကျင်တာကတော့စိတ်ကူးတွေရင်းတာနေလဲရင်းညလဲရင်းပြုံးချမ်းပန်းရင်ဖြစ်ချင်တယ်အသက်ကြီးရင်ကိုဘဝကိုကြိုတင်ပြင်ဆင်ထားကျင်တယ်ပေါ့အဲ့ဒီမှာကျမမှာပတ်စံလဲမရှိတော့ဘူး အဲစိတ်ကူးညံထားတော့မိတ်ဆွေတယောက်ကနေပြောအဲမကြီးရေတဲ့ပြင်းဦးလုံးမှာမြေတစ်ခွက်မှာငါသိမ့်တဲ့အဲ့နဲ့ကျမကပြင်းဦးလုံးမှာတစ်ခွက်ငါသိမ့်ဟုတ်လို့လားဘယ်နာမှာတော့ကန်တော်ကြီးနားတယ်အဲအဲ့ဆိုရင်ကျမလိုက်ဝယ်မယ်မြေတွေကိုပေါ့နော်လိုက်ဝယ်မယ်ဒါပေမဲ့ပတ်စံမရှိဘူးဒါပေမဲ့လေဘင်းမှာတော့လူယိုသေးရှင်ယိုသေးဖြစ်အောင်ဆွဲချိုးလေးတစ်ကုန်းတစ်ချက်သားလေးတော့ရှင်းပါရဲ့ရှင်ဒီတစ်ချက်သားဆွဲချိုးလေးလည်းမဖြုတ်ရဲဘူးရက်ွက်ထဲမှာလည်းရှက်တယ်လေဆွဲချိုးဖြုတ်လိုက်ရပြီဆိုရင်တော့ဒါပတ်စံမရှိလို့လို့ထင်ကြမှာကြောက်တယ်ပေါ့ ဒါပေမဲ့လည်းကြွတင်ပြင်ဆင်ထားခြင်းတော့ဒီဆွဲကြိုးလေးကိုတကြက်သားရောင်း၅သိန်းနဲ့၅သိန်းနဲ့ရောင်းပြီးတော့ပြုံးလုံးလိုက်သွားဟာပြုံးလုံးလည်းရရောဟာမြေကမှ၅သိန်းဆိုတော့ဝယ်လိုက်တာပေါ့ဟာချမ်ပန်ရှင်ဖြစ်ပြီဆိုပြီးအဲ့ညာအိတ်တောင်ပြောကိုဘွားကြီးကချမ်ပန်ရှင်ဖြစ်ပြီသက်ကြီးရဲ့နားယူမယ်ကြွတင်ပြင်ဆင်ထားမယ်ဆိုပြီးတော့ဗောနော်အဲစကားလေးတစ်ဖြတ်ပြောအောင်မယ်ငယ်ငယ်တုန်းကဆိုရင် ဒါဖောင်တော့ပြင်မရဲ့ဘဝအစပေါ့ဗျာကျက်ချင်းကြီးလေးဟဲ့လဲအဲ့လိုတင်တန်းတွေအမျိုးစုံတက်တယ်အဲအဲ့မှာစံပြစုရတယ်ကျက်ချင်းကြီးမှာဆိုလဲဟိုအခက်ဆုံးကထန်းစင်ထန်းစင်ရွေးခံရတယ်ဟာကျွန်တော်က73ချောင်းမှာနေတယ်မန္တလေး73ချောင်းမှာအဲ့ဒီမှာလဲပြေခုံပြေဆိုလဲကျမပထမစုတွေကြီးရတယ်အဲ့ဒါဘာလို့ပြောချင်တာလဲဆိုရင်ကျမအရန်စာတွေဖတ်ပါတယ်စာတွေဖတ်တယ် အရန်ကိုအောင်မြင်ခြင်းနဲ့ချမ်းသာခြင်းနဲ့ဒါပေမဲ့လည်းသူများကိုချီးပြည့်သူများကိုပေးပြည့်ငှားပြည့်ခဲ့တဲ့အားတွေကကျမဘဝမှာချမ်းသာဖို့ရနောက်ကျခဲ့ရအဲ့ဒီတော့ကျမကသဘောကောင်းတာတွေကအသက်ကြီးလာတဲ့ခါမှာအဲနောင်တရတာပေါ့ကိုယ်မှာညီလေးတစ်ခွတ်တောင်မှစွဲချိုးလေးရောင်းဝယ်ခဲ့ရသူများတွေချီးပြည့်ခြင်းနဲ့သူများတွေကိုမျက်နှာလှုပ်ခြင်းနဲ့ပေါ့ကိုယ်ကွာကြီးကြတော့ပတ်စံမရှိတာတွေရှိတာတွေတိတ်မထွက်ဘူး အဲမြေလေးတစ်ခွက်ရရလာတဲ့ခါကျတော့နောက်ထပ်လည်းမြေခွက်တွေအများကြီးပိုင်ရတယ်။ဝင်နိုင်ပါဘူးရှင်။ပတ်စံမရှိတော့။အဲဒီတော့ကျမကလူတိုင်းခြံနေပိုင်အောင်ခြံနေဝင်နိုင်အောင်ဆိုတာလေးကိုလည်းနောက်ထပ်အခန်းနှစ်အပိုင်းနှစ်လေးဆက်ပြောပြပါမယ်နော်။မြေတွက်၅သိန်းနဲ့ကဲဒါတော့အပိုင်းနှစ်ပေါ့နော်အပိုင်းကြီးဖြစ်ပြီးတော့ပျော်တဲ့အကြောင်းလေးပြောပြပါမယ်လေအပိုင်းနှစ်ပေါ့နော်ပြင်ဦးမြေမှာ မြေလေးတွေကိုကျွန်မနောက်ရက်မြေတော့ငါးသိန်းပိုင်ပြီးသွားပြီနောက်ရက်ကိုမြေလေးတွေသွားကြည့်တယ်အဲ့တော့အဲ့ကကဟိုဟိုင်းလက်ကားကြီးတွေပေါ့1500တရားကိုဘင်္ဂါမစီးနိုင်ဟိုင်းလက်ကား1500နဲ့ကျွန်မမြေလေးတွေကိုယ်တိုင်သွားကြည့်တယ်ကြည့်လဲပြီးရောနောက်ရက်ကျတော့တငယ်ချင်းတွေကိုလိုက်ပြောတာပေါ့အဲ့ကကတငယ်ချင်းတွေကဟိုအမှတ်73အထက်ကတုန်းက10တန်းတုန်းကတငယ်ချင်းတွေခိုင်ခိုင်ဆိုးဆဆိုးဝင်းသူတို့နှစ်ယောက်ကိုပြောတာပေါ့အဲဒီမဲ့ တို့ကမြေတွေဝယ်ထားတာမင်းတို့လည်းဝယ်ပါလားဆိုသူတို့ကလည်းလိုက်ကြည့်တယ်လိုက်ကြည့်တဲ့ခါကျရင်ကျမမိတ်ဆွေတွေကိုစုခေါ်ရတဲ့ခါကျတော့အဲတယောက်ကို9000စုပေါ့အဲဟဲဟိုကငှားလိုက်တာပေါ့လိုက်ထရက်ကငှားလိုက်တာပေါ့အဲ့လိုလေးတွေစုပြီးတော့ကျမကညောင်းနီမှာတိုက်ကြီးတွေကိုရင်လိုက်ပြပါတယ်တိုက်ကြီးတွေပြပြီးမှကန်တော်ကြီးပေါက်ကိုကျွန်တော်သွားတယ်ကန်တော်ကြီးပေါက်ကနေမှကဲတွေ့လားရှင်မြင်သာရွာအမြေတွေကိုရောက်မှာနော်တွေ့လားဒီမှာ ပဏမနစ်ပဲဒီကွက်မှာ9သိန်းဟာသူတို့ကလည်းလိုက်လာပြီးဝယ်ကြတာပေါ့အဲ့ကြတော့ဝယ်တော့မြေတစ်ကွက်ကိုတဲ့ရင်ကျမကအဲမြေနဲ့သိမ့်မလို့တက်ဘူးလေအဲ့တော့မုံမိုးတောင်းတာပေါ့တယောက်2သန်း10ရောက်ဝယ်ရင်2သိန်းရအဲ့ငွေလေးတွေစုစုပြီးတော့ဒွာသားထဲကနေပြီးတော့တဧကဝယ်တယ်ဆင်ရမချနိုင်ဘူးတသိန်းပဲဆင်ရချနိုင်တယ်တသိန်းဆင်ရချလိုက်တယ်မြေတဧကကို12ကွက်ထွက်တယ်ဟာ9သိန်း9သိန်းလေးနဲ့ရောင်းလိုက်တဲ့အခါမှာ ကျမလေးတစ်နှစ်အတွင်းညောင်နီပေါင်းတော်ရွှေမြင့်သာအင်းကြီးပိန်နေကုန်းညဉ့်ငင်းသာတုံးတောင်ပြင်စာမြေပုံကြွာပေါင်းစုံမြေလေးတွေပိုင်သွားတာတစ်နှစ်အတွင်းတော့အဲ့တော့အဲ့တော့မိတ်ဆွေတွေနဲ့ကျမသူရဲ့ပေါင်းတော်ပင်မဆိုတာယောနမေကိုဆွဲပြုတ်ပြီးတော့ပေးထားတာဖြစ်မယ်ဗျာ။ဒီုံနဲ့တက်လိုက်မန်းလေးဆင်းလိုက် သွားလိုက်လာလိုက်ပေါ့နော်အဲ့မှာမြင်စရာပွဲစားတယောက်ရှိပါတယ်ဦးမြင့်အောင်ဟောသူကကြတော့လေကိုပွဲစားကြီးဆိုတော့ပြောတတ်ဆိုတတ်ကိုကမပြောတတ်မဆိုတတ်လေးဆိုတော့လေသူ့ကိုလည်းဆရာတင်ပါတယ်ကျမပြီးကြတော့ရှိုင်းဟုတ်ကဒေါက်တာခင်ခင်ဦးလဲခင်ခင်ကြီးကိုလည်းကျမဆရာတင်ပါတယ်ဒေါက်တာခင်ခင်ကြီးရဲ့ဆုံးမစကားတွေနဲ့ကျမဒီမြေလောကကြီးမှာအောင်မြင်ခဲ့တာပါတစ်နှစ်အတွက်အောင်မြင်ဖို့ဆိုတာမလွယ်ပါဘူးမြေလုတ်တယ်ဆိုတာကလူပေါင်းယာချီနဲ့ ကျွန်မစကားတွေပြောခဲ့ရပါတယ်အတွေ့အခေါ်တွေဟဲ့လားအိုင်ဒီယာတွေကဆရာမကြီးဒေါက်တာခင်ခင်ကြီးဆရာရပါတယ်လူတွေရဲ့အသိဉာဏ်ကိုလည်းခံခဲ့ရပါတယ်ဟာတယောက်တစ်မျိုးပဲအမျိုးမျိုးတော့အမျိုးမျိုးတွေဟုတ်တယ်ဟုတ်တယ်အဲ့မှာမြေတစ်ခွက်ငါးသိန်းဆိုတာကလူတွေအများကြီးနဲ့ဆက်ဆံရလို့ရှိရင်စကားတွေအများကြီးရတော့တေချာပေါ်ပြောရမှာပဲဗျအဲ့လိုပြောတဲ့အခါမှာကျွန်တော်ဘက်ကလိန်မာပနဲ့ဖို့တော့လူတာပေါ့နော်ငါးသိန်းရောင်းမဲ့လူရှိကျွန်မရောင်းနေဒီတော့ငါးသိန်းပဲ အဲ့လိုနဲ့ကျမဒီဒီလောကမှာအဆန်နေရှိသွားတဲ့အခါကျတော့အဲ့တော့ကျမယောက်ျားရှိတယ်ရှင်ကိုနေတိုးတဲ့ဝါအဲကိုနေတိုးကညုံလုံးကိုတက်လိုက်ဆင်းလိုက်စိတ်မချဘူးပေါ့အဲစိတ်မချတော့ကိုနေတိုးဆိုမဲ့ရုပ်ချင်မင်းသားတော့မဟုတ်ဘူးနော်ကျမမှာမိတ်ဆွေနှစ်ယောက်ကိုနမချင်းဆင်တဲ့ကိုနေတိုးပေါ့နှစ်ယောက်ကိုခေါ်ပြီးတော့ပြုံးလေတက်လိုက်ဆင်းလိုက်ရောင်းဝယ်လေးလောက်တာပေါ့ရှင်အဲ့ဒီတပည့်နှစ်ယောက်ကလည်းလုတ်တက်ကင်တက်သွားတော့သူတို့ကလည်းဖွဲခွာသွားကြတာပေါ့ ်ဆိုတော့လေကျမနောက်မြေတွေလိုက်ကြည့်တယ်မွဲပါသူကသူတို့မြေဝင်ရောက်လုပ်ကြတယ်ပေါ့နော်အဲ့တော့လောကကြီးမှာအဲ့ဒါစုံဦးတီချွန်မြေတို့ကငါသိပြင်ဦးလဲတက်လိုက်ဆင်းလိုက်ဟဲ့လားကျမမှာတင်ဆရာမြန်ဆရာကြားဆရာတွေနဲ့ကျမဘွားကြီးကအောင်မြင်လာတာပေါ့ရှင်အောင်မြင်အောင်မြင်သာပြုတ်လာတာပေါ့နော်ကျမကားလေးတစ်စီးပေါ့ဟွန်းစဝဲတယ်အဲဘင်ငါးတောင်မစီးနိုင်တဲ့ဘွားကနေနော်ကားလေးတစ်စီးဘင်ငါးလေးတစ်စီးစဝဲတယ်စဝဲတဲ့နေ့မှာပဲမ မယောက်ျားကိုနေတော့ကာရာအိုကေသွားပြီးတော့တပည့်တွေကိုကျွေးတာမွေးတာအဲ့မှာ KTV သွားပြီးကျွေးတာပေါ့မင်းမင်းမတယောက်ကဟာငါယောက်ျားဆိုလန့်ဖက်လိုက်တဲ့အချိန်မှာကိုနေတို့လည်းကျွေးသွားတယ်နေမှာပေါ့နော်ဟွန်းဒီမှာနဲ့ဖြစ်ပြီးတော့ကောက်ကောက်ပါအောင်ဒီမှာချမ်းသာလာတဲ့အချိန်မှာကျမဘဝကြီးကပြောင်းလဲသွားတာပေါ့နော်ကွန်ပျူတာဆိုင်လေးလင်းလေးလင်းလေးရနေပြီးတော့ချမ်းသာလာတဲ့အခါမှာကျမဘဝကြီးပျော်စရာကောင်းမဲ့ပြင်ခဲ့တာပေါ့ကျမ ပြောစရာမကောင်းပါဘူးရှင်။ဒီမယောက်ျားနောင်မင်းမနောင်လိုက်သွားပါလေ။လိုက်သွားတဲ့ခစ်ဆုံးဆုံးချုံးလိုက်ရတယ်ပေါ့။2012နှစ်လောက်ပေါ့။ကြာနမမနော်လိုက်သွားတယ်အဲ့ချိန်ကကျွန်တော်တို့ចောင်းတက်နေတော့မှရှိသေးတယ်ဒီလုပ်ငန်းနေအာတက်လိုက်ဆင်းလိုက်ចောင်းတက်ဖို့ပါเนาะလက်တည်းလည်းနေတိုင်းရှိတယ်ကျမမှာကားပေါ်မှာမျက်ရည်ကြာရုံကလွဲလို့ဟာမှလည်းအတက်နိုင်ခဲ့ပါကျမအဲ့လိုမြေလောကကြီးမှာ လုံရင်လုံရင်နဲ့ကျမတွေးမိတယ်လေကျမဘွားကြီးကလည်းပျော်စရာမကောင်းဘူးမြေတွေကလည်းအများကြီးပိုင်တော့ကျမဘာလုပ်ရမလဲယောက်ျားဆက်ယူရမလားယူကျင်တော့ပါဘူးစိတ်သက်တည်ကြပြီးတော့ဟုတ်တယ်ပြကိုမိုးရှိရဲ့ဖာရာယီလမ်းခွဲစောက်ထေးအတိုင်းပဲလူတယောက်ဟာအပြင်ဘက်မှာဘလောက်ပဲအောင်မြင်နေပါစေအတွင်းထဲမှာမောင်မြင်မှုအတွင်းစိတ်ကမပျော်ချွင်ဘူးဆိုလို့ရှိရင်အတ္တိအောင်မြင်မှုတွေကအလကားပဲပြလူတိုင်းချန်ပီယံရှင်ဖြစ်ရမယ် ဆိုင်ဘုံကြီးထရေးတယ်ရှင်။ကျမရဲ့နာမည်ကိုလည်းအရင်တုန်းကတော့ရီရီရွှေမြင့်တာပေါ့ကျမနာမည်ကရွှေမြင့်တာရွာကြီးနဲ့ကျမကလုပ်ငန်းတွေအောင်မြင်ခဲ့တာဆိုတော့ကျမနာမည်ကရီရီရွှေမြင့်တာကျမယောက်ျားရဲ့ခြံနာမည်လေးကနေတိုးရွှေမြင့်တာအဲ့တော့ကျမကဒီနေတိုးရွှေမြင့်တာခြံရီရီရွှေမြင့်တာခြံအဲ့ဒီဆိုင်ဘုံတွေအကုန်ဖြတ်သူ့မန်းနောက်ဝင်းမန်းနောက်လိုက်သွားတော့နော်ဖောင်းတော့မှာ ကျမနေတာလေယောက်ျားမရှိဘူးအဲ့တော့ကျမနာမည်ဖောင်းတော့ပြင်မှာ ကွင်းပေါ့ကျမပိုင်တဲ့ကားတွေကားတွေရဲ့နောက်ကျောမှာခေါင်းတော်ပြင်မှာရေးလိုက်တယ်အရင်တော့ကျမဟိုကားလေးတွေငှားစီခဲ့ရတာကိုပင်ကားလေးတွေခေါင်းတော်ပြင်မှာပြပေါ်လာပါမှာပေါ့နော်ငှားမုန်းတဲ့လူတွေဆိုရင်ကျမရဲ့ကားတွေကိုလေလမ်းမှာတွေ့တယ်ဆိုရင်လက်ပြကြတယ်ခေါင်းတော်ပြင်မှာခေါင်းတော်ပြင်မှာဆိုပြီးတော့ကျမလည်းကဲငါလည်းအသက်ကြီးသွားပြီအဲ့ချိန်မှာလည်းကျမရဲ့အသက်က90ကျော်သွားပြီဟွန်းကျမလည်းနောက်အကြမကြည့်ပါဘူး လူသားကောင်းချိုးတွေလုံးမဲ့နံပါတ်1ကောင်းတယ်ကောင်းတယ်အန်တီရေတူက9သိန်းကျမရောင်းတယ်အဲ့ဒီချိန်မှာကျမကော်ဖီမြေတွေတက်တော်မြေတွေကျူးမြေတွေမရောင်းပါဘူးရှင်ရွာသားထက်ကဟဲ့လားမြေစင်းမှာနံပါတ်ပေါက်တဲ့မြေလေးတွေကိုပဲကျမရောင်းခဲ့တာနော်ဒါအင်ချမ်းမြေလုပ်ငန်းနဲ့အောင်မြင်ခြင်းနဲ့မိတ်ဆွေတွေညီကိုမတော်မရဲ့တပတ်မိုတီပေါ့ဗျာ။ငွေတော့လူတိုင်းကလည်းဟောရိုက်ခတ်ခတ်ခဲ့တယ်တဲ့အရင်တော့အခုတော့အဆင်ပြေသွားပြီပေါ့နော်။ဂျာန စင်းနေရောပေါင်းတော်ဘီရမပေါင်းတော်ဘီရမလူတိုင်းချမ်းမံလုပ်ပေးတဲ့ပေါင်းတော်ဘီရမမိမိရမဖြစ်လို့သူပေါင်းတော်ဘီရမစားရရေးကြတာပေါ့သုံးသိန်းတန်စကားပိုင်ရှင်ပေါင်းတော်ဘီရမသူများတွေကိုကျွန်မစကားမပြောအောင်ဝယ်မဲ့လူတွေကတန်းစီနာဆိုတော့ဒီအဲ့ဝယ်လက်တွေကိုစကားပြောရတာမြေကွက်တက်တာနဲ့သုံးသိန်းမြေကွက်တဲ့အုံသိမ့်ဆိုတော့အာသုံးသိမ့်တန်စကားပိုင်ချက်ပေါင်းတော့ပြမဆိုပြီးတော့စိုင်းစရာကြော်ရင်မြင်ဝတ္ထုထွက်ထားပါတယ်ရှင်ကျမအကြောင်းလေးတွေပေါ့ အဲ့ဒါနဲ့ကျွန်မအဲ့လိုမြေလေးတွေရောင်းရောင်းနေတယ်ရလာတဲ့ပတ်စံတွေကိုကျွန်မကဖျားတွေကလည်းအိမ်မှာပေါ်တယ်ရှင်ပြင်းဦးနေပတ်မှာအမတော့စောက်မလားတဲခဲ့တဲ့ဖျားတွေမြေကြီးတွေကနေပေါ်လာတာကျွန်မတဲတဲ့ဖျားသုံးစုကွန်ကရစ်လမ်းနေခင်းတယ်ဖောင်းတော့ရွာနေပြီးတော့ဟိုဟာမြို့ဆောင်လမ်းကနေဖုန်ကြီးကျောင်းထိပေထောက်နေရကွန်ကရစ်လမ်းခင်းတယ်အလားပိန်နေကုန်းရွာကွန်ကရစ်လမ်းခင်းတယ်အင်းကြီးရွာကွန်ကရစ်လမ်းခင်းတယ်အမြေပုံရွာမှာဆိုရင်ကျမ ဟိုဘောဘာတော့ကျမဟိုဟွာလေးတွေဆောက်တာပေါ့နော်အဲကုကုစရလေးတွေအဲ့လိုတွေကျမခုံကြီးဆိုရင်လည်းမြတ်ကြောက်ဆရာတော်ကြီးကိုမြင်ငားရေကလှူထားပါတယ်အဲမစွတ်တိုင်ဟောင်းကဆရာတော်တွေလည်းမြေလှူတယ်ကျမခုမှ3ဧကရောင်းရရင်2ဧကဟိုးပဲယူတယ်ပေါ့နော်တေကတေကလှူတာပေါ့မြတ်ကြောက်ဆရာတော်ကြီးကိုကျတော့ငားဧကလှူလိုက်တယ်သူကဖျားတွေပါလေတဲ့ဆရာတော်ကြီးကထီးတင်ပေးတာဟုတ်ကျမအဲ့တော့အလှူတန်းနေလဲလုတ်တယ်ရှင် ငေတွေလည်းလူတိုင်းခြံပယ်အောင်ငါသိနေရောင်းနေရှင်ကျမဘွားကြီးကလူသားကောင်းကျိုးတွေလုပ်တယ်ဆိုတာကကျမရဲ့ဆရာတင်ဆရာမြန်ဆရာကြားဆရာဒေါက်တာခင်ခင်ကြီးကြောင့်မို့လို့ကျမကလူသားကောင်းကျိုးတွေလုပ်နိုင်တာပါเนาะအဲ့တော့တင်ဆရာမြန်ဆရာကြားဆရာမရှိပဲအတုမခိုးပဲနဲ့ဒီမြေတွေကိုရောင်းလို့ဝယ်လို့မရပါဘူးရှင်ဆရာကောင်းမရှိရင်တပည့်ကောင်းမဖြစ်နိုင်ဘူးเนาะကောင်းတော်ဘီသူပြောချင်တာလူသည်များသွားတယ်ကောเนาะအဲလူသည်များရာနေပြီးတော့ရုပ်ရှင်လောကကလည်းကျမထဲမှာ မြေတွေဝယ်ကြတာပေါ့နော်အစရှိဖြစ်ဘယ်တမောမျိုးမင်းတော့နော်เออยกชิมินานีมินนีမျိုးကျွန်တော်မိတ်ဆွေတွေတော့ဘယ်လိုမြင်ကြလဲမသိဘူးပြကျွန်တော်သိထားတဲ့အာမင်မှုရဲ့လိုအပ်ချက်ကအာမင်ကျင်လို့ရှိရင်အရင်ဆုံးကြောက်ရွံ့မှုတောင်ကြက်ကြက်ခံနိုင်မှုတော့လိုတယ်ပြလွယ်လွယ်နဲ့ရက်နဲ့မချဘူးလို့လိုတာပေါ့နော်အောင်လို့ကျမတရားဝယ်ကြတာပေါ့နော်ဟိုကစူပန်ထွားစူပန်တခင်ကျမတရားမြေဝယ်ကြတာ ဇက်ပုတ်ဇက်ရံမီးတို့မှန်တို့လေးတွေရတယ်ကျမတရားဝယ်ကြတာတလားတသိမ့်ပေးနဲ့ကျမအဲ့လိုလေးရောင်းတာပေါ့အဲ့တော့လူတိုင်းချန်ပီယံရှင်ဖြစ်ရမယ်လူများတွေကိုစိတ်ချမ်းသာအောင်ထားခဲ့တယ်လူသားကောင်းကျိုးတွေလုပ်ခဲ့တယ်ဟာရောက်လာတဲ့လူမှန်သမီးကျမချန်ထဲမှာကြွေးထားတာထမင်းတွေကြိုက်တဲ့လောက်စားလာကြုံမယ်လာလိုက်ပုံမယ်လာကြုံမယ်ပြန်တွေးကြည့်မှာဆိုလို့ရှိရင်အခုလက်ရှိအောင်မြင်တဲ့လူတွေကတစ်ချိန်တော့ခါခါတတိကြာချောင်းမှုတဲ့လူတွေပဲပြဥမာကျွန်တော်တို့ဥစောစောတို့ဥအောင်တို့ပေါ့နော် အဲ့လိုပုံကိုယ်လေးဆိုလို့ရှိရင်အရင်တော့ခခသတိဗျာနော်ကြံ့ကြံ့တန်းတန်းကိုအဲ့လိုမျိုးတွေလောက်ကန်ခဲ့ရတာဗောနော်အခုတော့အောင်မြင်လာပြီပေါ့ဗျာအဓိကကတော့ဗာလဲဆိုလို့ရှိရင်လွယ်လွယ်နဲ့ရုံမပေးခဲ့တာပေါ့လိုက်ပို့မယ်ဘာမှသူတို့ရှင်အရန်တဲ့မယ်ဘာလို့လဲကျမဘဝကြီးလို့သူတို့မဖြစ်စေချင်တော့နော်အဲ့တော့ကျမအဲ့လိုလုတ်ခဲ့တဲ့အချိန်မှာကျမရန်ကုန်တက်ပြီးတော့ဟိုအမ်ရုပ်ရှင်ထုတ်လုပ်ဖြန့်ချီထောင်မှလေးတဲ့ရှင်ကျမနော် ဘာလို့လဲဆိုတော့အလုပ်တစ်ခုကနေတစ်ခုပြောင်းတာပေါ့အရင်တော့ကအလုပ်တစ်ခုကနေတစ်ခုပြောင်းမှုရအရင်နေ့မရှိခဲ့ဘူးလေအခုကျအရင်နေ့ရှိပြီဆိုတော့ကျမဟိုလုပ်ကြည့်တာပေါ့မန္တလေးသူဆိုတော့လုပ်ငန်းတွေကိုကျမလုပ်ကြည့်တယ်ရုပ်ရှင်ထုတ်လုပ်ဖြန့်ကြီးမှလည်းအဆင်ပြေတယ်ဇာတ်ကားလေးတွေထုတ်ရိုက်တယ်ကျမမင်းသားမင်းသမီးလေးတွေကိုပိုင်တကွန်းတို့အေဂျင့်မောင်းတို့ရွှေမုံရတီကဲကျွန်တော်ရဲ့မဲဆူတွေညီကောင်မောင်နှမတွေကိုလည်းအားလုံးပဲ fighting ပါလို့ပြောချင်ပါတယ်ဘယ်တော့မှအချုံမွေးပါတယ်ခင်ဗျာဤတို့စုပ်ပြည့်သင်းတို့ ကျမခေါ်ပြီးတော့ရိုက်ခဲ့တာနော်